ဒါကျွန်တော်ပြုမလေးနဲ့ပြောမယ်နော်ယောက်ျားလေးတို့နောက်တစ်ခါကျွန်တော် relation တစ်ခုမှာကိုယ့်ရဲ့အမျိုးသမီးကိုယ့်ရဲ့ကောင်မလေးကအရေးကြီးဆုံးဖြစ်လာလို့မရပါဘူးဒါကျွန်တော်တကယ်ပြောတာပါကျွန်တော်တမိုးထားတာနားလေတယ်ကိုယ့်ရဲ့ကောင်မလေးကိုချစ်တာနားလေတယ်ဟိုတစ်ချိန်ထဲမှာပဲအဲ့ဒါကအရေးကြီးဆုံးဖြစ်လာလို့မရပါဘူးမိန်းကလေးတယောက်နေနေဆိုရင်သူတို့လိုချင်လားဆိုရင်တော့လိုချင်တယ်ဒါပေမဲ့တကယ်မလိုချင်ဘူးကျွန်တော်နောက်တစ်ချိန်ထပ်ပြောမှာပဲသူတို့လိုချင်လားဆိုရင်တော့လိုချင်တယ်ဒါပေမဲ့တကယ်မလိုချင်ဘူးသူတို့တကယ်လိုချင်တာဘာလဲဆိုတော့ကိုယ့်ရဲ့ mission လို့ခေါ်တဲ့ကိုယ့်ရဲ့ရည်ချက်ကဘာလဲကိုယ့်ရဲ့ဘဝမှာအောင်မြင်ချင်တာဘာလဲအဲ့ဒီဟာကိုသူတို့တကယ်လိုချင်တာတကယ်လို့ကိုကကိုယ့်ရဲ့ကောင်မလေးကိုအရေးဆုံးအရေးကြီးဆုံး ဖြစ်လာရင်ဘာဖြစ်လာလဲဆိုတော့ relation တစ်ခုခိုင်မြဲဖို့အရန်ခလာပါတယ်ဒါကျွန်တော်စိတ်ထဲထင်တိုင်းရှောက်ပြောနေရမှာမဟုတ်ဘူးအခုချင်းရလို့ကိုယ်တိုင်သိလိမ့်မယ်ကျွန်တော် relation တစ်ခုမှာအရန်နီးကပ်ပြီးအရန် close ဖြစ်ပြီးတော့တနေကုန်ဒါပဲချင်းကုန်နေတယ်ကိုယ်ကြီးကနေပဲရှောက်လဲဒါမှမဟုတ် relation တစ်ခုမှာပဲချင်းကုန်နေဆိုရင်ကျွန်တော်တို့အချိန်ဘယ်လောက်ကြာလဲအများဆုံးတစ်နှစ်ကွာဒါမှမဟုတ်လပိုင်းကွာပြီးရင်ဘာဖြစ်လာလဲပြင်းလာတယ် really ဟိုဘဝမှာ relation တစ်ခုဆိုတာရှိတာကောင်းတယ်ဒါပေမဲ့အဲ့ဒီပြောချင်တဲ့ပါချင်တဲ့ဆိုစိတ်ခုနဲ့ရှိတာတော့ relationship ကမြဲမှာမဟုတ်ပါဘူးဒါကျွန်တော်ရဲ့အမြင်ပေါ့လေ relation မြဲနေတဲ့အတွက်တော်တော်များများကဘဝမှာသူတို့နေမှာကို ို့ခေါ်တဲ့ဘန်းနိုင်တစ်ခုရှိတယ်။အိရိယာအတူတူသွားနေတယ်။အတူတူရှောက်နေတယ်။ဘဝမှာလည်းမိုင်းဆုံလို့ခေါ်တဲ့ဂိုးတေးတေးလေးရှိတယ်။ဒါလေးတစ်ခုချင်းပြီးမှပဲသူတို့ကအောင်ပွဲခံနေဆိုတာရှိတယ်။အတူတူချိန်ပေးရဆိုတာရှိတယ်။အဲ့လိုမျိုး relation တစ်ခုကပုံပြမြဲပါတယ်။နောက်ပြီးပိုပြီး quality ရှိတယ်ပေါ့လေကျွန်တော်မြင်တာ။ဟုတ်ပြီ။ relationship ထားချင်လို့ပြောလိုက်ရင် main list ဆိုတဲ့ဟာကို variety အရေးဆုံးအရေးကြီးဆုံးမလုပ်ပါနဲ့။ကိုယ့်ရဲ့ mission ကိုယ့်ရဲ့ goal တွေပို့အရေးကြီးပါတယ်။ကိုယ်ဒီလောက်ရှောက်နေနေမှာကိုယ့်ရဲ့ဘဝမှာနောက်ထပ်ကိုယ်နဲ့အတူသွားချင်တဲ့လူတွေကိုလက်ဆွဲခေါ်သွားရဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်စေချင်တာပါ။ဒီနေ့မှကျွန်တော်ပြောတဲ့ဟာကိုနားလေတယ်လို့ရှိလိမ့်မယ်။တကယ်ကို ိုယ်တိုင်ကြုံတွေ့နေရတယ်ဆိုရင်နားလည်လိမ့်မယ်ဒါမို့ခုချိန်မှာကျွန်တော်ပြောတဲ့ဟာကိုနားမလည်တဲ့လူတချို့ရှိတယ်ဘာလို့ဆိုကိုယ်ကိုယ်တိုင်မကြုံဝသေးတော့အဲ့ဒါဆိုရင် လုံးကြည့်ပါကျွန်တော်ပြောရုံလဲရတယ်မယုံလဲရတယ်ဒါပေမဲ့တကယ်ကြုံတွေ့လာတဲ့ခါကျရင်တော့ဒီဗီဒီယိုပြင်ချင်းနေကြည့်ပေါ့လေ yeah